င်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာလေးကတော့ chapter 7 with am ဆောင်းပဲဖြစ်ပါတယ်ဖလိုင်းနေနဲ့အတန်နေအကြောင်းကိုသင်မှာဖြစ်ပါတယ်ဖလိုင်းရေရှားခြင်း wave motion ကိုစွမ်းရည်ပြောင်းရွှေ့မှုပုံစံနဲ့ တော်၎င်းနောက်အတန်ဟာစွမ်းရင်ပုံစံတစ်မျိုးဖြစ်ကြောင်းကိုလည်းသိရှိနားလည်စေဖို့ဖြစ်ပါတယ်နောက်တစ်ချက်ကကန့်လန်လိုင်းပေါ့ transfer weight တွေအလျားလိုက်လိုင်းလောင်ကြည့်ကျူးတဲ့ weight တွေကိုနှိုင်းရှင်နိုင်ပြီးတော့ဥပမာတွေနဲ့တကွသိရှိဖို့စေဖို့ဖြစ်ပါတယ်နောက်အရွေ့အချိန် graph ပေါ့ displacement time graph နဲ့အရွေ့ dia ရဲ့ displacement position graph တွေကိုပုံနဲ့ရှင်းပြနိုင်ပြီးတော့ဒီ the concept of wave equation သုံးပြီးတော့ပုံစံတွေကို ဖြည့်ရှင်းတတ်ဖို့ပဲဖြစ်ပါတယ်နောက် the reflection refreshing and refreshion of weight လှိုင်းပြိုင်ခြင်းရန်ချင်း၊ကြွေချင်းစတဲ့ဟာတွေကိုသိဖို့အတွက်နားလည်စေဖို့အတွက်ဖြစ်ပါတယ်။နောက်အတန်ထုတ်လုပ်ခြင်း၊ပြန့်နှံ့ခြင်း၊ကြားခြင်းဆိုင်ရာအခြေခံဘူတုဒ္ဒရေကိုနေ့စဉ်ဘဝမှာအသုံးပြုတတ်စေဖို့အသုံးပြုနိုင်စေဖို့အတွက်ရည်ရွယ်ပြီးတော့သင်ကြားခြင်းဖြစ်ပါတယ်။ When we think of the water waves, water wave on the water surface of ponds A sea wave usually come to mind. Besides this wave, there are other types of waves such as sound wave, radio wave, and etc. Wave is the basic concept of physics. Energy and momentum are transferred through the medium from the wave source. All waves are produced by a vibrating source. ကဲဒီအချက်၅ချက်ကိုတစ်ချက်ပြောပြရမယ်ဆိုရင်တကယ်တော့တို့တွေကလှိုင်းတွေကို လေ့လာတဲ့အခါမှာလှိုင်းဆိုတဲ့စကားလုံးတွေကိုစဉ်းစားတဲ့အခါမှာတော့ရေကန်ရဲ့မျက်နှာပြင်တွေမှာရှိတဲ့ရေလိုင်းနဲ့ပင်လယ်လိုင်းတွေကအမြဲခေါင်းထဲကိုရောက်လာစပြင်းပြဲဖြစ်ပါတယ်နော်အဲ့ဒီလိုင်းတွေအပြင်အတန်လိုင်းတွေရေဒီယိုလိုင်းတွေစတဲ့အခြားလိုင်းမျိုးစားတွေဟာလည်းရှိတယ်။နောက်လိုင်းဟာယူပဗေဒပညာရဲ့အတွက်ယူပဗေဒဘာသာရဲ့မှာအခြေခံအသိတညာတစ်ခုဖြစ်တယ်။နောက် စွိုင်းရင်တဲ့အဟုန်တွေကတော့အတန်ပင်းရနေကြားကန်တဲ့တစ်ခုကနေတစ်ခုကိုဖြတ်တဲ့အခါမှာပြောင်းရွှေ့သွားပါတယ်ပြောင်းရွှေ့သွားနိုင်တယ်။နောက်တုံခါနေတဲ့ရင်းမြစ်တွေကနေပြီးတော့လှိုင်းအလုံးကို ထုတ်ပေးပါတယ်။ Describing wave motion လှိုင်းရွေချောင်းမှုကို ရှင်းပြခြင်း Wave motion is the method of transferring energy by successive disturbance through the medium. This movement of energy take place without transferring matter. အဲ့တော့ဒီလှိုင်းရဲ့ရွေးရှားခြင်းဆိုတာဂျားကန်တွေကို ဖြတ်ပြီးတော့စက်တိုက်နှောက်ရှက်မှုတွေနဲ့စွိုင်းရင်ကိုပြောင်းရွှေ့ပေးတဲ့နီလန်တစ်ခုဖြစ်တယ်။အဲ့ဒီစွိုင်းရင်ရွေးရှားခြင်းဟာဆိုရင် drug ပစ္စည်းကို ပြောင်းရွှေ့ပေးခြင်း drug ပစ္စည်းကို ပြောင်းပေးခြင်းမရှိဘဲနဲ့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ For example wave our produce if you drop a stone onto a quiet surface of a pond the wave spread out from the point of impact carrying energy to all part of pond but the water in the pond does not move from the center to the edge this show that wave transfer energy without transferring matter ဆိုလိုတာကတော့စွိုင်းရင်ဖြတ်သွားတဲ့ဂျာကန်နယ်ထဲမှာရှိတဲ့ drop ပစ္စည်းဟာမူလနေရာမှာပဲဆက်ပြီးတော့ရှိနေမယ်ဆိုတဲ့သဘောပါ။အော်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ကြောက်ခဲတစ်ခုကိုတင်းငိနေတဲ့ရေကန်ရေမျက်နှာပြင်ကိုချလိုက်မယ်။ ဲ့ဒီခါမှာလှိုင်းနေဖြစ်လာမယ်ဒီပုံမှာပြထားတဲ့အတိုင်းပေါ့နော်ဒီပုံမှာပြထားတဲ့အတိုင်းလေးလှိုင်းလေးဖြစ်လာမယ်နောက်ထိမှန်တဲ့အမှတ်ကနေပြီးတော့လှိုင်းနေဖြန့်ပြီးတော့ထွက်သွားတယ်အဲ့ဒီလှိုင်းတွေကရေကန်နေရဲ့အစိပ်ပိုင်းတွေစီကိုပြန့်သွားမယ်အဲ့တော့အဲ့ဒီလှိုင်းတွေကအဲ့ဒီပြန့်သွားတဲ့လှိုင်းတွေစီကိုစွမ်းရည်တွေ energy တွေတဲဆောင်သွားတယ်ဒါပေမဲ့သူကရေကန်ထဲမှာရှိနေတဲ့ရေရဲ့ဘဟုကနေ ကြောက်ခဲပေါ့ရေရဲဘိုးဆိုတာခုနကြောက်ခဲထိမှတ်တဲ့နေရာနေပြီးတော့ကန်းဆက်တွေစီကိုတော့ရွေ့မသွားဘူးအဲအဲ့ဒီဖြစ်ရက်ကိုကြည့်ပြီးတော့ဒီချက်တော့လှိုင်းဟာ drag ပစ္စည်းကိုတော့ပြောင်းရွှေ့ခြင်းမရှိဘဲနဲ့စွမ်းအင်တွေကိုသာရွှေ့ပြောင်းနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ရွှေ့ပြောင်းနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုသိရခြင်းပဲဖြစ်ပါတယ်နောက်တစ်ခုအဆက်ကြည့်အောင် wave can be produced along a rope by fixed end and moving the other end up and down rapidly. It can be seen that the rope wave move toward the fixed end, while the rope segment only vibrate up and down about their rest equilibrium position, rest position. ဥမာနောက်တစ်ခုကတော့ကြိုးတစ်ခုရဲ့အစွန်းတစ်ဖက်ကိုမြဲအောင်ခြိထားပြီးတော့ကြံတဲ့အစွန်းတစ်ဖက်ကိုတခြားဒီတစ်ဖက်နဲ့ အပေါ်အောင်မြန်မြန်ရွေးရှားအောင်ပေါ့အခြားစွန်းဘက်ကိုလက်ကကင်နာပြီးတော့အပေါ်အောင်မြန်မြန်ရွေးရှားအောင်လှုပ်ပေးမယ်ဆိုရင်အဲ့ဒီကြိုးတစ်ချောင်းမှာလှိုင်းတွေဖြစ်ပေါ်လာမယ်အဲ့တော့ပုံမှန်ပြထားတဲ့အတိုင်းပဲလှိုင်းတွေဖြစ်ပေါ်လာတာတွေ့ရမယ်လှိုင်းတွေကပုံမှန်ပြထားတဲ့အတိုင်းကြိုးထောက်လျှောက်ကိုသွားမယ်ကြိုးထောက်လျှောက်သွားတဲ့နေရာမှာသူကကြိုးထောက်လျှောက်သွားတဲ့နေရာမှာလက်မှာဒီခြိထားတဲ့အစွန်းကိုသွားလာအောင်တွေ့ရမယ်အဲ့ဒီကြိုးပိုင်းတွေကသူတို့ရက်နေတဲ့နေရာနဲ့ဒီသူတို့ရက်နေတဲ့နေရာဆို respiration ပေါ့မျှချနေနေရာပေါ့သူတို့ရက်နေတဲ့နေရာကနေပြီးတော့အပေါ်နဲ့အောက်ကိုပဲသူကတုံခါသွားမယ် The energy from hand is transferred by the rope wave toward the fixed end. The rope is the medium through which the wave moves. There are two types of wave. There are mechanical wave and electromagnetic wave. အကျိုးလိုင်းတွေဟာစွမ်းရည်တွေကိုလက်ကခြီထားတဲ့ဒီအစွန်းကိုပြောင်းရွှေ့ပေးတယ်။အဲ့တော့ကျိုးဟာလှိုင်းဖြတ်သွားတဲ့ဂျာကန်တဲ့ တခုပဲဖြစ်တယ်။အဲ့ဒီဂျိုးဟာလှိုင်းနေဖြတ်သွားတဲ့ဂျားကန်တဲ့တခုလို့ဆိုလိုတာပဲဖြစ်ပါတယ်။လှိုင်းမျိုးစားနှစ်ခုဖြစ်တယ်ရှိတယ်။သူကဘာတွေလဲဆိုရင် mechanical wave နဲ့ electromagnetic wave mechanical wave အမျိုးအစားနဲ့လျှက်စစ်တန်လိုင်းလိုင်းအမျိုးအစားပဲဖြစ်ပါတယ် mechanical wave need material medium to propagate and cannot pass through vacuum sound wave and seismic wave which are produced by an earthquake R magnetic wave light wave and x-ray are electromagnetic wave magnetic wave တွေကတော့ပြန့်နှံ့မှုအတွက်ပြန့်နှံ့မှုတဲ့ဆိုတာတဏှာမေတဏှာကိုသွားရင်အတွက်ဒရသားချခံတယ်လိုအပ်တယ်သူတို့ဟာလေဟာနယ်ကိုမဖြတ်နိုင်ဘူးဒရသားချခံတယ်ဆိုတာ solid liquid gas တခုခုပေါ့အဲ့ဒါတွေလိုအပ်တယ်အဲ့တော့နောက်မြင်းလင်းလောက်လောက်ဖြစ်ပေါ်လာတဲ့အတန်လိုင်းတွေနဲ့မြင်းကလင်းလိုင်းတွေကတော့ magnetic wave တွေပဲဖြစ်ပါတယ်။နောက် light wave နဲ့ x-ray တွေကတော့လျှက်စက်တန်လိုက်လိုင်းတွေအလင်း line နဲ့ x-ray ရောင်ကြီး line တွေကတော့ electromagnetic wave တွေဖြစ်တဲ့သူတို့ဟာလေဟာနယ်ကိုဖြတ်နိုင်တယ်သူတို့ပြန့်နှံ့မှုအတွက်ဂျားကန်နယ်မလိုပါဘူးကန့်လန့် line နဲ့အလျားလိုက် line ကိုဆက်ပြီးတော့လေ့လာမယ် wave are classified as transfer and longitudinal wave depending on vibration of particles in the medium through which they propagate တော့ကန်းလိုင်လိုင်းနဲ့အလျားလိုက်လိုင်းကိုလေ့လာမယ်ဆိုရင်အဲ့ဒီလိုင်းတွေကသူတို့ဖြတ်သွားတဲ့ဂျားကန်ထဲမှာရှိတဲ့အမုံတွေရဲ့တုံခါချင်းတွေအပေါ်မှာသူတို့ကမူတည်ပြီးတော့အဲ့တော့လိုင်းတွေကိုကန်းလန်လိုင်းနေနဲ့အလျားလိုက်လိုင်းဆိုပြီးတော့အမျိုးအစားခွဲခြားထားခြင်းပဲဖြစ်ပါတယ် transfer weight if the displacement of particle of the medium are perpendicular to the direction of the wave such as wave is called transfer wave အဲ့တော့ transfer way ကိုဆက်ပြီးကြည့်မယ်ဆိုရင်ဂျားကန်နယ်ထဲမှာရှိတဲ့အမုံတွေရဲ့အရွေတွေဟာလှိုင်းနေသွားတဲ့ဥတီဘက်နဲ့သွားမယ်ဆိုရင် တောက်မှန်ကြတယ်။သွားလှိုင်းနေသွားတဲ့အရွေနဲ့ဒီ median ရဲ့ median နဲ့တောက်မှန်ကြမယ်ဆိုရင်အဲ့ဒီ line ကိုအဲ့လိုဖြစ်ပေါ်လာတဲ့ line ကို ကန့်လန့်လိုင်းကန့်လန့်လွဲလိုင်းလို့ခေါ်ခြင်းပဲဖြစ်ပါတယ် within a vibrating string or transfer wave they can be demonstrated by moving up and down the free end of the rope or slinging spring which is fitted at one end lightweight and other electromagnetic wave are also transfer wave ကျိုးတချောင်းရဲ့လွတ်နေတဲ့အစွန်းကိုအပေါ်အောင်လှုပ်ခြင်းဒါမှမဟုတ်လို့ရှိရင်ပုံမှန်ပြထားတဲ့အတိုင်းအစွန်းတစ်ဖက်ကိုမြဲအောင်ချိမဲတေးသွဲတဲ့ separate ရဲ့ အစွန်းကိုအပေါ်အောက်လှုပ်ပြမယ်အပေါ်အောက်လှုပ်မယ်အပေါ်အောက်လှုပ်လှုပ်ချင်းအားဖြင့်သူကကန့်လန်လိုင်းကိုဒီကန့်လန် transfer way ကိုလက်တွေတရုပ်ပြလို့ရပါတယ်နောက်အလင်းလိုင်းနဲ့လျှက်စစ်တန်လိုင်းလိုင်းတွေကတော့ကန့်လန်လွဲလိုင်းအမျိုးအစားတွေပဲဖြစ်ပါတယ် transfer way အမျိုးအစားတွေပေါ့နော် light wave နဲ့ electromagnetic wave က transfer way အမျိုးအစားတွေဖြစ်တယ်လို့ပြောချင်တာပါဆက်ကြည့်အောင်လောင်ကြီးကျူးတီးနဲ့ wave အလျားလိုက်လိုင်း if the displacement of particle of medium are parallel to the direction of wave such a wave is called longitudinal wave ဂျာဂန်နယ်ထဲမှာရှိတဲ့အမုံတွေရဲ့ရွေးရှားမှုဟာအဲ့ဒီလှိုင်းသွားတဲ့ဥတီဘက်နဲ့အပြိုင်ဖြစ်နေမယ်ဆိုရင်အဲ့ဒီလှိုင်းတွေကို longitudinal wave အလျားလိုက် line လို့ခေါ်ပါတယ် compressional wave in is slinky quiet spring and sound wave are longitudinal wave a longitudinal wave is demonstrated by rapidly pushing forth and pulling back at one end of the slinky quiet spring while another end is fixed it can be seen that the back and forth movement of a quai is parallel to the wave direction သေးတွေတဲ့ spring wave တွေမှာ ဖြစ်ပေါ်တဲ့ဒီဖိသိမ့် line တွေနဲ့အတန် line တွေအားဆိုရင်အလျား line line တွေပဲဖြစ်ပါတယ်အဲ့လိုဒီ spring grade ရဲ့အစွန်းတစ်ဖက်ကိုမြဲနေအောင်ခြိထားပြီးတော့ကြံစွန်းကိုရှေ့တိုးလိုက်နောက်ဆုပ်လိုက်ဒီလိုမြန်မြန်ပြုတ်လုပ်ခြင်းအပြင် longitudinal wave တွေပေါ်လာပါတယ်လက်တွေလုတ်ပြနိုင်တယ် အဲ့ဒါဆိုရင် ပုံထဲမှာလိုပဲ spring query တွေကိုရှေ့တိုးလိုက် နောက်ဆုတ်လိုက်ရွေးရှားခြင်းကလှိုင်းရဲ့ဥတီဘဲနဲ့အပြိုင်ဖြစ်နေတာကိုတွေ့ပါလိမ့်မယ်ပုံမှာလဲအာဒါဆိုရင်ဒီလိုမျိုးရှေ့တိုးနောက်ငင်ဒီ spring query ရဲ့ကျိုးကိုလှုပ်ချင်းအပြင်ဒီအလျားလိုက်လှိုင်းကိုလက်တွေတရုပ်ပြထားခြင်းပဲဖြစ်ပါတယ်ပုံလေးမှာလည်းလေ့လာကြည့်လို့ရပါတယ်နော် some wave in nature is a bit A combination of transfer and longitudinal wave, water waves are good example of combination wave. တဘာဝဒီတဘာဝဖြစ်ရပေါ့နေချာမှာတော့တချို့ line တွေဟာကန့်လန့် line တွေနဲ့အလျားလိုက် line တွေပေါင်းဆက်ထားတာကိုတွေ့ရမယ်ဥပမာရေ line တွေပေါ့ရေ line တွေက longitudinal wave နဲ့ transfer wind တွေကိုပေါင်းဆက်ထားတာဖြစ်တယ်အဲ့ဒီ line တွေကတော့သူကပေါင်းဆက် line တွေရဲ့ဒီရေ line တွေရာရေ line တွေကတော့ဒီပေါင်းဆက် line တွေရဲ့အကောင်းဆုံးဥပမာတစ်ခုပဲဖြစ်တယ်။ The longitudinal slinging spring wave is represented by a graph which shows the compression and extension of spring segment. This curve is similar to the wave produced by the vibrating rope. အလျားလိုက်လိုင်းကို granite ဖော်ပြတယ်။ granite ဖော်ပြတယ်ဆိုတဲ့ဖြစ်ရပ်ကတော့ဘာလဲဆိုရင်သူကအလျားလိုက်သေးသေးတိုင်း spring line တွေကို graph တစ်ခုနဲ့ကိုစားပြုပြီးတော့ဖော်ပြမယ်ဆိုရင်အဲ့ဒီ graph ဟာ spring တွေမှာပြလာတဲ့ spring တွေအပိုင်းတွေရဲ့ဖိသိမ့်ခြင်းဖြစ် compression ဖြစ်တာတို့နောက်တစ်ခါ extension ဆန့်ခြင်းပေါ့အဲ့လေဆန့်တွယ်ဆန့်ထွက်ခြင်းကျဲတဲထွက်သွားခြင်း ကျင်းသွားခြင်းပေါ့ compress ဆိုကျင်းသွားတယ် extension ဆိုရင်ဆန့်ထွက်သွားခြင်းအဲ့ဒါတွေကိုပြတာပေါ့အဲ့တော့ grad ဟာတုံခါတဲ့ဒီတုံခါကျိုးကနေထုတ်လာထုတ်ထားတဲ့ line နဲ့ဒီ grad ပုံစံဆင်တူတာကိုတွေ့လိမ့်မယ်ဒီမှာပုံမှာပြထားတဲ့အတိုင်းပဲဒီ spring ကတုံခါတဲ့ line နေနဲ့ဆင်တူနေတာကိုတွေ့လိမ့်မယ်ဒီမှာ line အစိအကျဲနဲ့ဒီ grad ရဲ့ပုံစံလေးပေါ့ဒီ wave ပုံစံလေးရ characteristics of wave လိုင်းတွေရထူကြတဲ့လက္ခဏာတွေပေါ့လိုင်းတွေရထူကြတဲ့လက္ခဏာတွေကဘာတွေလဲဆိုရင် wave crest line take the truth line quite we present truth or pure we seeman line ye line take ne line quite chang pyo da phit the highest and the lower point which show the maximum displacement or vibrating particle from its rest position or equilibrium line are called wave press and wave through respectively the arrow indicate the direction of displacement of the vibrating particle အဲ့တော့တုံးခေါမုံတစ်ခုရဲ့ရက်နေတဲ့အနေအထားပေါ့ရက်နေတဲ့အနေအထားဆိုတာမျှကြေအခြေအနေအထား rest position ဒါမှမဟုတ် equilibrium ပေါ့ရက်နေတဲ့အနေအထားမျှကြေအနေအထားနေပြီးတော့အများဆုံးအမြင့်ဆုံးအွေ့အထိအမြင့်ဆုံးအမှတ်နဲ့အနိုင်ဆုံးအမှတ်ကိုပြထားတာအမြင့်ဆုံးအမြင့်ဆုံးအွေ့ crest အနိုင်ဆုံးအွေ့ရ true ပေါ့လှိုင်းထိတ်နေလှိုင်းခွက်အဲ့အဲ့အမှတ်တွေကိုပြထားတယ်အဲ့ဒါတွေကတော့သူက ခရက်ဆိုရင်လှိုင်းထိတ်ဝစ်ခရက်ထရုဆိုရင်ဒါဝစ်ထရုလှိုင်းခွက်ပဲဖြစ်တယ်ဒါတွေကိုပြထားခြင်းပဲဖြစ်ပါတယ်ဒါလှိုင်းတွေရဲ့ထူးခြားတဲ့ဝိသေသလက္ခဏာတွေဖြစ်ပါတယ်ဆက်ကြည့်ရအောင် wave length လှိုင်းလျားပေါ့ the distance between any two consecutive wave crests or two consecutive wave trough is called wave length လှိုင်းလျားဆိုတာကတော့ ဆက်တိုက်ဖြစ်တဲ့ဒါမှမဟုတ်လို့ရှိရင်ကက်လျက်ရှိတဲ့လှိုင်းထိတ်နှစ်ခုကြားအကွာဝေးဒါမှမဟုတ်ရင်လှိုင်းခွက်ထိတ်နှစ်ခုကြားအကွာဝေးဒီမှာ cross နှစ်ခုကြား cross နှစ်ခုကြားလှိုင်းထိတ်နှစ်ခုကြားအကွာဝေးဒီပုံမှာကြည့်မယ်ဆိုရင် truth ဒီလှိုင်း ခွက်ထိတ်နှစ်ခုကြာအကွာဝေးပေါ့လှိုင်းခွက်နှစ်ခုကြာအကွာဝေးသို့မဟုတ်လှိုင်းထိတ်နှစ်ခုကြာအကွာဝေးကိုလှိုင်းလျားလို့ခေါ်တယ်အဲ့ဒီလှိုင်းလျားရဲ့ unit ကိုတော့ SI unit နဲ့ဆိုရင်တချို့တို့မီတာနဲ့သတ်မှတ်တယ် lambda လို့ခေါ်ပါတယ် lambda ရဲ့ SI unit ကမီတာပါ lambda ဟာ wavelength ရဲ့သင်္ကေတဖြစ်ပါတယ် SI unit ကတော့မီတာပဲဖြစ်ပါတယ် generally the wavelength is the distance between two nearest points of same phase ။ဟောရေဘူးအားဖြင့်ကတော့ကျေတော့ဒီမှာနီးစက်တဲ့အမှန်နှစ်ခုပေါ့။အသွင်နှစ်ခုရဲ့တူညီတဲ့အသွင်နှစ်ခုပေါ့ဒီမှာလှိုင်းပုံစံလေးတွေကအသွင်နှစ်ခုတူတယ်ပေါ့။ same face ပေါ့။အဲ့ဒီနှစ်ခုရဲ့နီးကတ်တဲ့အမှန်နှစ်ခုကြားအကွာအဝေးကိုလှိုင်းလျားလို့သတ်မှတ်ခြင်းပဲဖြစ်ပါတယ်။ကဲ frequency ချိန်နှုန်းပေါ့။ frequency ကို f အသေးနဲ့သတ်မှတ်တယ်ချိန်နှုန်းကြည့်အောင် the number of complete wave passing နဲ့ point per second is called frequency of the wave the frequency of the wave depend on the vibrating source the number of oscillation of vibrating source in 1 second is also called frequency အဲ့တော့ frequency ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့အမှတ်တစ်ခုကိုတစ်စက္ကန့်အတွင်းမှာဖြတ်သွားတယ်လှိုင်းအရေအတွက်သို့မဟုတ်လှိုင်းလျားအရေအတွက်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ် the si unit of frequency is hertz တော့ frequency ကျိန်နှုံးရဲ့ SI unit ကို hertz နဲ့သုံးပါတယ် hertz နဲ့တိုင်းမယ်အဲ့တော့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်နောက်တစ်ခုမှတ်ရမယ်။ဘာလဲဆိုရင်ဒါကတော့အတိတ်ပဲဖွင့်ဆိုချက်နဲ့အတူတူပဲ per second တစ်စက္ကန့်အတွင်းမှာဖြတ်သွားတဲ့လှိုင်းရေအတွက်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။1 hertz is equal to 1 complete cycle per second 1 hertz ကတစ်စက္ကန့်မှာတစ်ပတ်အပြည့်ပတ်မိတာနဲ့အတူတူပါပဲ24အ အတန်လိုင်းတွေစမ်းတက်တဲ့နေရာတွေအတန်လိုင်းတွေရဲ့ practical တွေမှာ tuning fork ဆိုတဲ့အတန်ညှိခင်းခွာကိုသုံးတယ် tuning fork ရဲ့ f ပေါ့ frequency ဟာ f က435 hz ရှိတယ်ဆိုပါစို့အဲ့ဒါဆိုရင်အဲ့ဒီ tuning fork ရဲ့တုံခါချိန်နှုန်းဟာတစ်စက္ကန့်မှာတွက်ဒီ435 hz ဆိုတဲ့အဓိပ္ပာယ်ဟာ435 per second ဆိုတဲ့အဓိပ္ပာယ်တွက်တစ်စက္ကန့်အတွင်းမှာတစ်စက္ကန့်အတွင်းမှာဖြတ်သွားတဲ့ ဒီလှိုင်းရည်အတွက်ဒါမှမဟုတ်တစ်စက္ကန့်အတွင်းမှာဖြတ်သွားတဲ့လှိုင်းရည်တုံခါချိန်တော့မဟုတ်အတန်လှိုင်းရည်တုံခါချိန်တော့အရည်အတွက်လို့ဆိုလိုတာပါအဲ့တော့တစ်စက္ကန့်မှာဖြတ်သွားတဲ့လှိုင်းရည်အတွက်ဆိုရင်လည်း435ချိန်ပေါ့လှိုင်းရည်အတွက်ဆိုလည်း435 wave ပေါ့လှိုင်းရည်အတွက်435ခါလှိုင်းရည်အတွက်435ခုဖြတ်သွားတယ်ပေါ့အမှတ်တစ်ခုအဲ့လိုအဓိပ္ပာယ်လို့တက်ရောက်ပါတယ် F equal ဒီ frequency တစ်ခုပေးထားတယ်ဆိုရင်သူက10စက္ကန့်တွင်းမှာဖြတ်သွားတယ်လှိုင်းရည်အတွက်ကိုဆုံလို့ခြင်းပဲဖြစ်ပါတယ် The time taken by the wave to travel distance between any two consecutive wave crests or time required for one complete vibration is called period of the wave အဲ့တော့ဆိုလိုတာကတော့လှိုင်းရဲ့ချိန်နှုန်းဟာလှိုင်းကို ုတ်လုတ်တဲ့တုံခါပင်ရင်ရဲ့ချိန်နှုံးပေါ်မှာမူတည်တယ်တုံခါပင်ရင်တစ်ခုရဲ့တစ်စက္ကန့်တွင်တုံခါခြင်းပေါ်အသွားအပြန်လွှဲခြင်းပေါ်အဲ့ဒီအရွယ်အတွက်ကိုလည်း frequency နဲ့ပဲသတ်မှတ်ပါတယ်ရှေ့မှာဒီချေဥပမာလေးတစ်ခုကိုခုနပြောသလိုပဲ uniform အတန်ကြီးခင်းခွားရဲ့ဥပမာလေးကိုပြောခဲ့သလိုပါပဲเนาะဟော period ဒီအတွက်စကြာလွှဲခြင်းပေါ်လွှဲခြင်း The time taken by the wave to travel the distance between any two consecutive wave crests The time required for one complete vibration is called period of a wave. အဲ့ဇက်တိုက်ဖြစ်တော့ဒါမှမဟုတ်ရင်ကလဲရှိတဲ့လှိုင်းထိုင်တစ်ခုကြာအကွာဝေးကိုလှိုင်းသွားဖို့အတွက်ကြာတဲ့အချိန်ကြာချိန်ကို period နဲ့သတ်မှတ်ပါတယ် period လို့ခေါ်ပါတယ်လွှဲချိန်လို့ခေါ်ပါတယ် period က unit ပေါ့ the unit of period က second နဲ့သုံးပါတယ် the period is the reciprocal or inverse of the frequency အဲ့တော့ frequency နဲ့ period နဲ့ကပြောင်းပြန်အချိုးကြတယ်။ဒါကြောင့်မလို့ t g equal to 1 by f လွှဲချိန် period ကချိန်တော် frequency နဲ့ပြောင်းပြန်အချိုးကြခြင်းဖြစ်ပါတယ်။ဟော amplitude amplitude ကတော့လွှဲကွင်းလို့ခေါ်ပါတယ်။ amplitude ကိုတချို့တို့ဘာနဲ့သတ်မှတ်လဲဆိုရင်တချို့တခုဖြစ်မှတ်ခြင်းနဲ့ a အကြီးနဲ့သတ်မှတ်တယ်။ဒါလွှဲကွင်းပေါ့။လွှဲကွင်းပဲဖြစ်ပါတယ်။ အဲ့တော့ the amplitude of wave is maximum value of displacement of vibrating particle လှိုင်းတစ်ခုရဲ့လွဲခွင်ဟာတုံခါမုံတစ်ခုရဲ့အများဆုံးအရွေ့တန်မို့ maximum value of displacement တုံခါမုံတစ်ခုရဲ့အများဆုံးအရွေ့တန်မို့ပဲဖြစ်ပါတယ်သူ့ရဲ့ SI unit ကိုတော့တစ်ချက်ဖြစ်ပြောတာเนาะဒါသူ့ရဲ့ SI unit ကတော့ SI unit of a ပေါ့ a ကိုတော့တစ်ချက်တော့ဘာနဲ့သတ်မှတ်လဲဆိုမီတာနဲ့သတ်မှတ်တယ်မေးလဲမေးခဲ့ပါတယ် တချို့ problem လေးမှာပါပါတယ်လွှဲခွင့်ကိုမေးလင်းသူက maximum value ရော displacement ဖြစ်တဲ့အတွက်ချေရိုမီတာနဲ့တိုင်းတာဒါလေးတော့တစ်ချက်လောက် note တက်လုပ်ပေးပါနော် it can be seen on the wave graph shown as the perpendicular distance from the equilibrium line to the wave crest or thread SI unit ကိုမီတာနဲ့သတ်မှတ်တာပြောပြရင်သူကဒီနောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်မြားခြေအနေထားကနေပြီးတော့ line tape ညချင်းအကြည့်ထားဆိုတာဒီ zero equilibrium line ကနေပြီးတော့လှိုင်းထိပ်သို့မဟုတ်လှိုင်းခွက်စီကိုဒီမှာဒေါမန်ကျတဲ့အကွာအဝေးကိုသူကလွှဲခွင်လို့ခေါ်တာလွှဲခွင်လို့ခေါ်တာ amplitude ကဒေါမန်ကျတဲ့အကွာအဝေးကိုလွှဲခွင်လို့ခေါ်တာဒီပုံမှာပြထားတဲ့လှိုင်းပုံကနေပြီးတော့မြင်နိုင်ပါတယ်ဒီမှာဆက်ကြည့်အောင် velocity of wave လှိုင်းရဲ့အလျင်ရင်ပေါ့ v သေးနဲ့သုံးတယ်အတူတူပဲ velocity ရဲ့သင်္ကေတအတိုင်းပဲ v အသေးနဲ့သုံးတာပါ velocity of wave is speed with ခွစ်ချယ်ဝစ်ခရက်စ်ထရာဗယ်လိုင်းတစ်ခုရဲ့အလင်ဟာလိုင်းထိပ်တစ်ခုသွားတဲ့အပြန်ကိုပဲဆိုလိုခြင်းဖြစ်ပါတယ် The unit of wave velocity is meter per second ကဲ SI unit ကတော့ velocity ရဲ့ unit အတိုင်းပဲ meter per second နဲ့သုံးပါတယ် Most of the periodic wave are represent by sin or cosine graph sin graph သို့မဟုတ် cosine graph နဲ့သုံးတယ် sin နှုန်းဒီ sin မှန်လိုင်းတွေကိုအများစုအားဖြင့် sin graph ဒါမှမဟုတ် cosine graph နဲ့သုံးတယ် Therefore they can be cosine wave အဲ့တော့ဆိုင်းဝဲပုံစံဆိုတာလှိုင်းလေးအတွန်လေးပေါ့ခုနပြလဲလှိုင်းပုံစံလေးနဲ့သုံးတဲ့အတွက်အဲ့ဒီလှိုင်းပုံစံလေးကို sine wave လို့ခေါ်တာပဲဖြစ်ပါတယ် the relation between the frequency wavelength and the velocity of periodic wave can be obtained by velocity equal distance moved by time taken အဲ့တော့ဒီ velocity ရဲ့ unit အတိုင်းပဲမီတာပါစက္ကန့်ဖြစ်တဲ့အတွက် velocity formula အတိုင်းပဲ distant အကွာအဝေးလှိုင်းသွားတဲ့အကွာအဝေးကိုအဲ့ဒီလှိုင်းဖြတ်သွားတဲ့အချိန်နဲ့စားခြင်းက velocity ကိုရမှာပါအဲ့တော့ v equal to dv/dt နဲ့လည်းသုံးလို့ရတယ်ဒီချက်တို့ကနောက်တစ်ခုကဘာနဲ့သုံးလို့ရသေးလဲဆိုရင် v equal to ဒါ dv/dt ပေါ့ဒါမှမဟုတ်လို့ရှင်သွားတဲ့အကွာအဝေးဆိုတာလှိုင်းလျားနဲ့သုံးလို့လည်းရတယ် v equal to lambda ပေါ့ဒါလည်းမီတာနဲ့ပဲသုံးတော့လှိုင်းလျား lambda နဲ့ပဲသုံးလို့ရတယ်။နောက် t ပေါ့လွှဲချ ီသွားတဲ့လှိုင်းသွားတဲ့ကြာချိန်ပေါ့လမ်ဒါပိုင်းတီနဲ့လဲ related ဒီမှာလဲဆက်ကြည့်လို့ရပါတယ်ဒီမှာ a complete wave travel through the distance equal to its wavelength in time period တိတော့ velocity wavelength နဲ့ period နဲ့ဒီချက်ခုနရှေ့မှာပြခဲ့တယ်လို့ပဲဒီမှာ formula v equal to lambda by t အဲ့တော့ v equal to lambda by t အရာ v equal to ခုနတစ်ချက်ပြောခဲ့တယ်လို့ပဲရှေ့မှာ lambda by t အဲ့တော့ equal to 1 by f ဆိုတာတကယ်လို့သိတဲ့အတွက်ဒီ formula ကိုအစားသွင်းတဲ့အခါမှာ v equal to f lambda ဆိုပြီးတော့လှိုင်းရဲ့ velocity ကိုတက်တဲ့အခါမှာ frequency သိရင်လှိုင်းလျားသိရင် velocity ကို တွက်လို့ရပါတယ်ဒီ formula လေးမှတ်ထားမှာပါနော်ကဲဒီနေ့ဒီချက်သမတ်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ equation တွေဒီချက်ရှင်းပြတဲ့အချက်တွေကိုပြန်ပြီးတော့ remind ဖြစ်အောင်လေ့ကျင့်ကြည့်အောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်